ကကျွန်တော်ရဲ့ plan B ကပါကျွန်တော်နိုင်ငံသားမှာဝင်သွားခဲ့တယ်နိုင်ငံသားမှာပြန်ဝင်သွားခဲ့တယ်ကျွန်တော်သိနေတာမကန်ဘူးဒီ first experience ကိုကျွန်တော်အရန်လိုချင်တယ်အကိုကိုကျွန်တော်တို့ကတော့သွားတော့သွားဘူးလေဒါပေမဲ့ကျွန်တော်တန်ရှင်နေတော့လေကျွန်တော်တို့ကမကန်ဘူးကျွန်တော်ကျွန်တော်ဒီ target ကိုရောက်ဖို့အတွက်50ရာခိုင်နှုန်းကျွန်တော် success ဖြစ်သွားပြီနောက်50ရာခိုင်နှုန်းကတော့လာမယ့် championship ပွဲမှာကျွန်တော်ထပ်ပြီးကြိုးစားမှာပေါ့ဆိုတော့50ရာခိုင်နှုန်းဖြစ်သွားတယ်ဆိုရင် plan B ကိုဝင်သွားတဲ့အတွက်ကျေနပ်ပါတယ်ကျေနပ်ပါတယ်ဒီနေ့ရောက်ဆိုလို့ရှိရင်လေလိမ္မာကလေးလက်မှတ်ကကဘယ်လောက်ကြာလဲဆိုတော့300နီးပါးကြာ သူတို့အသွားပြန်လေးပဲသူတို့နှစ်ယောက်တော့ပဲတင်းနေရဆိုတော့ဒါသူတို့ရဲ့လစာတွေမပါသေးဘူးအဲ့တော့ဝီကြီးတွေကအရန်များမှာဗျာတိကထပ်ဖြည့်မယ်ဆိုလို့ရှိရင်လည်းပိုများလာဦးမှာတော့နေတော့ဆက်မယ်ဖြစ်နေတယ်မလျှော့သေးဘူးအခုတော့ဒုတိယလည်းမကျင်းလာလိုက်ရဒါပေမဲ့ကစားသမားတော့ပြီးသွားပြီနော်ဘလို့ကစားသမားဒုက္ကံအောင်မယ်ဒုက္ကံအောင်မယ်ဒီလိုမျိုးတော့ပေးကြအောင် လိုလဲဆိုတော့ဒီနေ့ပွဲကတော့ကျွန်တော်တို့အဲတူးဝါးနဲ့နိုင်လာပါတော့ဘယ်ဘောကတော့ဒီစီကိုနိုင်လာပါတော့အဲပြီးတော့ဘာပြောပြကျွန်တော်တို့ကတော့လိုချင်တဲ့တက်ကတခုတော့မျောလိုက်ဘူးဒါပေမဲ့အဲကျွန်တော်တို့ရဲ့ဒီမင်းချက်တခုတော့ပြေသွားတာပါတော့ဒါပေမဲ့ဒုတိယနဲ့တော့ချိန်ထလိုက်ရတာပေါ့ချိန်ထပါလေ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 မချိန်ထလို့လည်းမရဘူး အဲကျွန်တော်က plan A B C ပေါ့ plan A B C ပေါ့ကျွန်တော်တို့ plan A ရရင်မလုပ်မယ် plan B ရရင်မလုပ်မယ် plan C ရရင်မလုပ်မယ်ပေါ့ကျွန်တော် plan A ကတော့ champion မှန်လာပေါ့ဒါတော့သူကျွန်တော်တို့ plan ဘုံမစခင်လေကကျွန်တော်တို့မှမဟုတ်ဘူးဘယ်အသိမဆို champion မင်းကျွန်တော်မှန်ပြီးပြင်ရမှာကျွန်တော်မြန်မာစကောင်းပါလဲရှိတာပဲ2 0ဘယ်လောက်နေမှာရှင်လောက်ကြရတဲ့စကောင်းပါလဲရှိတာပဲလေဆိုတော့ဒါတော့မှန်လာဒါပေမဲ့ကျွန်တော်က plan B တဲကိုဝင်သွားတယ်ဒါ plan B တော့ဒုတိယအဓိကကျွန်တော်က plan B ကပါကျွန်တော်နိုင်ငံသားမှာဝင်သွားခဲ့တယ်နိုင်ငံသားမှာပြန်ဝင်သွားခဲ့တယ်ကျွန်တော်အသိနဲ့တကားမကန်ဘူးဒီ first experience ကိုကျွန်တော်အရန်လိုချင်တယ် အခုကိုကျော်စင်ကျော်ကတော့သွားတော့သွားဘူးလေဒါပေမဲ့ကျွန်တော်ပန်ရှင်တွေကလည်းကျွန်တော်တို့ကမသွားဘူးကျွန်တော်ကျွန်တော်ဒီ target ကိုရောက်ဖို့အတွက်50ရာခိုင်နှုန်းကျွန်တော် success ဖြစ်သွားပြီနောက်50ရာခိုင်နှုန်းကတော့လာမယ့် championship ပွဲမှာကျွန်တော်ထပ်ပြီးကြိုးစားရမှာပေါ့ဆိုတော့50ရာခိုင်နှုန်းဖြစ်သွားတယ်ဆိုတော့ plan B ကိုဝင်သွားတဲ့အတွက်ကျေနပ်ပါကျေနပ်ပါတယ် ဟာဒီဘက်ကဒီဘက်ဘလုံးရမ်းယူတဲ့လူဆိုတော့ဒီဘက်ကကျွန်တော်ယုံတယ် သူ့ကိုလည်းအများကြီးကျွန်တော်ဟိုပြောပြတယ်နော်ဖြစ်တင်တာတွေမဖြစ်တင်တာတွေအဲကျွန်တော်အများကြီးပြောတယ်မထိန်းလို့ပဲပဲသုံးပါလေရေလည်းထိန်းရည်သူသူ့ကိုရေလည်းထိန်းရအရင်အတစ်ဖြစ်ပြီအရင်ကကျွန်တော်ကအရင် forward move forward move forward အရင်ဖြစ်လောရအရင်ဖြစ်လောရကြည့်ရအသူ့ကိုပြုတ်ရယုံတယ်ကျွန်တော်အကုန်လုံးလဲသူ့ကိုပြောပြတယ်ကျွန်တော်ဒီဖူးစင်ကိုရောက်တဲ့ဟိုကကျွန်တော်အကုန်လုံးကိုကျွန်တော်ဟိုတိတိမြရတယ်အကုန်လုံးသူ့ကိုတင်ပြတယ်ပြောပြတော့သူလည်းလက်ခံတယ်အဲတချို့အရာလေးမှာကျတော့သူကနည်းနည်းလေးစိတ်ဆက်တာလေးရှိတာပေါ့လေအရင်ဖြစ်ချင်းအရင်လှုပ်ချင်းတော့ကြည့်ဒီချိန်မှာ product စချင်းမှာကျွန်တော်ကလုံးလို့မရတဲ့အရာလေးတွေရှိသေးတယ် ဲ့အဲ့ထိမအောင်ဘာညာအဲ့သူကကျွန်တော်ပြောရင်လက်ခံအဲ့လိုအဲ့လိုကျွန်တော်လည်းဝင်ကစားနေတာအဲ့ကျွန်တော်ကျွန်တော်မနေ့ကမနက်9:00အထိကျွန်တော်မဲချို့ပင်းတရာမှာထိုင်နေတယ်ကျွန်တော်မနက်9:00ပင်းတရာကိုစထွက်လာတာအခု4:00 4:00မှာကျွန်တော်ဒီလိုရောက်တယ်ကျွန်တော်လုံးဝတရမအိပ်ရသေးဘူးညက license ကိုလီတိုးနဲ့တောက်လျှောက်ကျွန်တော်ရိုက်ပြီးတော့မှကျွန်တော် shooting ပြီးပြီဆိုတော့လေဂျီလည်းမထွက်တော့ကျွန်တော်မကြီးမလာမတဲ့ကျွန်တော်တက်မောလာပြီကျွန်တော်ဒီလာလမ်းပါလေခင်ဗျာဆက်မလာဘူးဘိုက်ဒီစားလေးဟုတ် ့ချောင်းသာလိုက်ပို့ပေးမယ်တို့ကျွန်တော်မလိုက်ရဘူးဗျာကျွန်တော်တော့မလိုက်ရဘူးကျွန်တော်ကမလိုက်တော့ပေးရပြန်အောင်ကျွန်တော်ကြိုက်တယ်ပြည့်ပြည့်ပေးရပြန်အောင်ကျွန်တော်လည်းဥဆောင်ပြီးခေါ်ရမှာဟောတို့အားမကြိုက်တော့တို့အမြတ်တော့ပါလေကျွန်တော်ပထမဂျာတီကတော့လည်း short break သွားဖြစ်တယ်ပြီးတော့အောက်ဆောင်ကျွန်တော်တိုက်ဖြူတိုက်ဖြူသွားတယ်ကျွန်တော်တွေဟိုတက်ကြတာပေါ့နော်ဟိုပါလေလမ်းလျှောက်ပြီးတက်ကြတယ်လမ်းလျှောက်ပြီးတက်ကြတယ်ဒါလည်းတက်ကြအကုန်တပြိုတည်းပါကြီးလမ်းလျှောက်ပြီးတက်ကြတယ်အခုဂျာတီကဝါဆိုပါလေကျွန်တော်ထားတာပါလား ။ Live Championship ကတော့လက်ရှိကျွန်တော်ကစားသမားတွေလည်းကတချို့ကစားသမားတွေတော့ခေါ်ဖို့ရှိတယ်။ပြောလို့ရှိရင်တော့ဒီကားတော့ရှိတယ်ပေါ့နော်ပြောလို့ရှိရင်တော့အဓိကတော့ကျွန်တော်အသေးသုံးဘက်ဖန်ချက်တယ်ပြောလို့ရှိရင်ကျွန်တော်သွားမဲ့တိုက်ကတ်တစ်ခုရေကိုယူရပြီးတော့ကျွန်တော်လာဘက်ချန်ပီယံရှစ်မှာဟောနိုင်တဲ့ဘယ်လိုကစားမတော့ကွာပါလဲဒီကစားမတော့ကွာပါလားဒါမှမဟုတ်ဒီနေ့ပြင်းတဲ့ကစားမကွာပါလားဒါကတော့အသေးရဲ့ဖန်ချက်ရှိတယ်အဲ့တော့ကျွန်တော်တို့အဲနောက်အစည်းအဝေးတွေကြတော့မှကျွန်တော်အသေးဘုတ်မှာကျွန်တော်ဆွေးနွေးကြပါဦးအဲ့တော့ပြောလို့ရှိရင်တော့ချိန်သေးတာတော့လူပဲကစားမှာ ၄ရက်လောက်တော့ခိုးပြားတယ်။ဒီဒေယာသမားကတင်းအခုကအခုကကျွန်တော်တို့ဈေးနှုန်းကကျွန်တော်တင်း300နဲ့တော့မရတော့ဘူး။ဒါမှမရအခုကျွန်တော်တို့ဒီဒေယာသမားတွေကသူတို့သူတို့ရဲ့လိန်လက်မှတ်ခနဲ့ပဲကျွန်တော်ကဒီအခုဆိုလို့ရှိရင်ဒီဒီနှစ်ယောက်ဆိုလို့ရှိရင်လည်းလိန်မှတ်ကလိန်လက်မှတ်ကဘယ်လောက်ကြလဲဆိုတော့တင်း100နီးပါးကြ။သူတို့အသွားပြန်လေးပဲသူတို့နှစ်ယောက်ကြပဲတင်း100ဆိုတော့ဒါသူတို့ရဲ့လစာတွေမပါသေးဘူး။အဲ့တော့ဝီကြီးတွေကအရင်များမှာဗျာတိကထပ်ဖြည့်မယ်ဆိုလို့ရှိရင်လည်းပိုများလာအောင်မှာ အဲ့လိုအဲ့လိုရှိတော့ကျွန်တော်ကပြန်ပြီးရေးစိတိုင်မြင်အောင်ပွဲရချန်ပီယံရှစ်ကကျတော့ကျွန်တော်ကပွဲတူရတယ်ဒီကပွဲရဘလောက်ဘလောက်မကစားတဲ့ခါကျတော့အဲကျွန်တော်ဘလို့လုံမလဲဆိုတော့နီးပြားနဲ့တိုင်မြင်မယ်သူလိုချင်တဲ့ကစားသမားတွေကျွန်တော်ဖြစ်ပေးမယ်ဒေတာပါဆိုင်ရဲ့အိမ်မက်လည်းတော့ဒီကချန်ပီယံဖြစ်တယ်မစော်သေးဘူးအခုတော့ဒုတိယလည်းမကျင်းလာရဒါပေမဲ့ကစားသမားတော့ပြီးသွားပြီနော်ဘယ်လိုကစားသမားလဲဒုက္ကံအောင်မယ်ဒုက္ကံအောင်မယ်ဒီလိုမျိုးတော့ပြေးကြအောင် ော့ကျွန်တော်ကတော့အခုမှတက်နှစ်သားအသင်းပေါ့နော်ကျွန်တော် LIU အသင်းမှာရှိတဲ့ကိုယ်နဲ့တော့ကျွန်တော်ပြောပြပါသေးတယ် collaboration လုပ်နေတာအခု collaboration မှာလို့အခုတင်တော့ကျွန်တော်ဘယ်သူမှမရှင်းနိုင်ပါဘူးလို့ဆိုတော့ဟောညီလေးရဲ့တဲ့ဒါကတော့နှစ်တည်းလဲကြွားလေးလာဘူးလို့ဆိုတော့ဒါဒီစကားလေးကအရမ်းမှတ်သားစရာကောင်းတယ်ဒီကျွန်တော်တို့တခုဟိုနံပါတ်ကောင်းစားနေမလောက်တော့တဲ့လို့နေရပါဘူးဆိုတော့ကျွန်တော်ကတစ်နှစ်တည်းစူးစမ်းရင်ဒီနေ့မရလို့စိတ်ပြတ်သွားလို့မရဘူးဆိုတော့နှစ်ပေါင်းပြတ်တော့ကျွန်တော်ကစူးစမ်းဒီတစ်နှစ်ကအတွေ့အကြုံတွေနောက်နှစ်ကိုယူယူဆက်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 ပြီးအုံအုံသွားတော့မှကျွန်တော်တို့ကအဆင်ပြေသွားပါလိမ့်ဆိုတော့လက်ရှိမှာအစုဖွဲ့လေး combination ကိုကျွန်တော်အရမ်းအားရနေပြီဒါလူပြောက်လည်းကျေးဇူးတင်တယ်ဒီပြရတဲ့ ဲ့အရှိစုဖွဲ့လို့ဖွဲ့စည်းပေးတာလို့ကျွန်တော်ကပိုကောင်းတဲ့ပိုတစ်တဲ့အသေးကိုကျွန်တော်ကပြောပြီးတော့သူ့ကိုကျွန်တော်ပြောတယ်ဒါလဲဆိုတော့ကျွန်တော်ရဲ့အခက်အခဲဆုံးကာလပြီးသွားတယ်အခက်အခဲဆုံးကာလပြီးသွားတယ်ကျွန်တော်စပြီးတည်ထောင်းတာအခက်အခဲဆုံးလဲဒီအစုဖွဲ့ရအောင်ကျွန်တော်တို့အများကြီးတိုးစားခဲ့ရတယ်အခုရပြီဆိုတော့ဒါကိုပိုတောင်လေးအောင်လို့ပေါ့ကျွန်တော်တက်သိမခတ်တော့ကျွန်တော်ပိုတောင်လေးအောင်လဲဆက်ပြီးတော့စူးစမ်းဖို့ရှိဆိုတော့ကျွန်တော်လုပ်ပြီးပိုစူးစမ်းအောင်